2025ခုနှစ်မလ29ရက်တွင်ကြာရောက်တဲ့နှစ်80ပြည့်တက်မတော်နေစည်ရေးပြခန်းနာကိုယနေ့ညပိုင်းနေပြည်တော်စည်ရေးပြခွင့်မှာကျင်းပခဲ့ပါတယ်။အဆိုပါစည်ရေးပြခန်းနာတွင်ပါဝင်ချီတက်ကြမယ်တက်မတော်ကြီးလေးမှအရာရှိစစ်သည်များတက်မတော်ကြီးအမျိုးသားစည်ရေးပြတက်ခွဲမြန်မာနိုင်ငံရဲတပ်ဖွဲ့အမျိုးသမီးများစည်ရေးပြတက်ခွဲတို့သည်စည်ရေးပြစစ်ကြောင်းကြီးများအတိုင်းဥစွာစစ်ကြောင်းအလိုက်တက်တက်စည်ရေးပြစည်ခွဲမှာစတင်စုံရောက်ရှိနေရယူကြပြီးစည်ရေးပြအစီအစဉ်တိုင်းဆောင်ရွက်ခဲ့ကြပါတယ်။ထို့နောက်ဘက်ပိုက်တက်စုနှင့်ဘိုးစတီဝိုင်းအဖွဲ့သည်စည်ရေးပြကွင်းတွင်ရှိ တတ်မှတ်နေရာမှာနေရာယူပြီးနောက်စစ်ကြောင်းကြီးများကစစ်တီဝိုင်းအဖွဲ့ဝင်များနဲ့အတူစီးရေးပြခွင့်အတွင်းသို့အစီအစဉ်တိုင်းချီတက်ခဲ့ကြပါတယ်ထို့သောချီတက်ခြင်းတွင်နိုင်ငံတော်စီမံခန့်ချုပ်ရေးကောင်စီဥက္ကဋ္ဌတတ်မတော်ကာဝေးဦးစီးချုပ်ဤဇနီးတော်ကျူကျူလာကောင်စီဒုတိယဥက္ကဋ္ဌဒုတိယတတ်မတော်ကာဝေးဦးစီးချုပ်ကာဝေးဦးစီးချုပ်ကြီးဤဇနီးတော်တန်းတန်းတွင်ညီနိုင်ကိုယ်ကဲရင်မူကြီးရည်လေးဤဇနီးကာဝေးဦးစီးချုပ်ရည်ဤဇနီးကာဝေးဦးစီးချုပ်လေဤဇနီးကာဝေးဦးစီးချုပ်ရုံးမှတက်မတော်ရာရှိကြီးများဤဇနီးများက ဂုံပြုတ်မန်ကုန်များဆိုရဲကြိုးစိုးခဲ့ကြသည်ကိုတွေ့ရပါတယ်။အလားတူကာဝေးဦးစီးချုပ်ယုံကြည်မှအရာရှိစစ်တင်မိသားစုများနေပြည်တော်တိုင်းစစ်တပ်နာကျုံနယ်တပ်နယ်တည်တည်တို့မှအရာရှိစစ်တင်မိသားစုများမြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနဲ့မိသားစုများဝန်ကြီးဌာနအသီးသီးမှနိုင်ငံဝန်ထမ်းများရုပ်ရှင်ဂီတအနုပညာရှင်များဒေသခံမိဘပြည်သူများကလည်းစစ်ကြောင်းကြီးများခြေတက်ရာလမ်းတစ်လျှောက်ဂုံပြူဖန်ကုန်းများဆွေရေကြိုးစုခဲ့ကြသည်ကိုတွေ့ရပါတယ်။ စေပြခန်းနောက်တွင်ဦးစွာနိုင်ငံတော်စီမံဥချုပ်ရေးကောင်စီဥက္ကဋ္ဌတမတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မူကြီးမဲအောင်လိုင်သည်တမတော်နှင့်စေပြခန်းနာကျင်းပတဲ့စေပြကွင်းသို့ရောက်ရှိပြီးအလေးပြုခံဆင်မြင့်မှနေရာယူကစစ်ကြောင်းကြီးများကတမတော်သားများနှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကအလေးပြုကြပြီးနောက်နာဆာကဥက္ကဋ္ဌတမတော်ကာကွယ်ရေးဦးစီးချုပ်ကစေပြစစ်ကြောင်းကြီးများအားလိုက်လံစစ်ဆေးခြင်းနာဆာကဥက္ကဋ္ဌတမတော်ကာကွယ်ရေးဦးစီးချုပ်စေပြစစ်ကြောင်းကြီးများမှတမတော်သားများနှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက နိုင်ငံတော်လန်နဲ့ကြာဆုံးလေပြီးတော့တောင်တော်သားများအလေးပြုကြပြီးသစ္စာလေးချက်ကိုတံပြန်ရွတ်ဆိုခြင်းတို့ကိုဆောင်ရွက်ခဲ့ပါတယ်။ထို့နောက်နာဇာကာဟူတာတပ်မတော်ကာဝေးဦးစီးချုပ်ဘူဂျုံမူကြီးတရိုးမဟာတရေစီသူတရိုးတိရီသူဓမ္မမင်းအောင်လိုင်ကမိကုံးပြောကြားခဲ့ပါတယ်။ယင်းနောက်နာဇာကာဟူတာတပ်မတော်ကာဝေးဦးစီးချုပ်ဘူဂျုံမူကြီးမင်းအောင်လိုင်အားစေပြမူကြီးဘူဂျုံရဲကျော်သူဦးဆောင်သောစစ်ကြောင်းကြီးများမှတပ်မတော်သားများမြန်မာနိုင်ငံရဲ့တပ်ဖွဲ့ဝင်များကအစီအစဉ်အတိုင်းစစ်ကြောင်းပုံစံဖြင့်ခြေတက်အလေးပြုကြပြီးစည်ပြောက်ကွင်းအတွင်းမှပြန်လည်ထွက်ခွာခဲ့ကြပါသည်